ဩစတြေးလျနိုင်ငံမှာဝေးပြေးလမ်းမပေါ်တထုအပိုင်းစားတွေကြကြံနေရကလည်းအဲ့ဒီတထုအပိုင်းစားတွေကိုနှင်းမိလို့ကား300လောက်ဘိန်းပေါက်သွားတယ်လို့သိရပါတယ်။ New South Wales ပြည်နယ်ဒဲမှာရှိပြီးနိုင်ငံရဲ့ရင်အသွားလာအထုထပ်ဆုံးလမ်းမကြီးပေါ်မှာမေလ2ရက်နေ့မနက်အစောပိုင်းက စုစုပေါင်း950ကီလိုဂရမ်လောက်အလေးချိန်ရှိတဲ့သထုအစားအနာတွေပြန်ကျဲကြကြံခဲ့တာဖြစ်ပါတယ်။စီဒနီမြို့စီဦးတည်ထားတဲ့ M1 Pacific အဝေးပြေးလက်မကြီးပေါ်မှာအဲ့ဒီပြဿနာကြုံခဲ့တဲ့နောက်ရှင်သန်ရဲဌာနဟာလက်မကြီးရဲ့ရှည်လျားတဲ့အစိပ်ပိုင်းတွေကိုစင်နိုင်ကြောင်ပိတ်ထားပြီးရှင်းလင်းရေးတွေလုပ်ခဲ့ရပါတယ်။အဲ့ဒီချိန်မှာကားစီ300လောက်ကဘိန်းပေါက်ခဲ့ကြပြီလို့ဆိုပါတယ်။ထရက်ကားရင်မတို့ဟာနောက်ဖက်ကုန်လုံခန်းတွေက တထုအစာနာတွေတဖြည်းဖြည်းပြုတ်ကျနေတယ်ဆိုတော့ကိုတော်တော်ကြာမှသတိထားမိခဲ့တာဖြစ်ပါတယ်။ကားဘိန်းတွေပေါ့ပြီးလမ်းလျှောက်ရှုပ်ထွေးတွေဖြစ်နေတာကိုကိုညီဖို့ရောက်လာတဲ့တချို့ရေးပေါ်ရင်းနေပါဘိန်းတွေထပ်ပေါက်ကုန်လဲဆိုပါလေ။ခရကောက်ကိုပိုင်ဆိုင်တဲ့ NJ Ashton Company ကဒီပြဿနာအတွက်တောင်းပန်ခဲ့တယ်လို့ရှင်းလင်းရေးနေမှာကိုညီပေးပါမယ်လို့ကြေညာခဲ့ပါတယ်။အနာမနီဟာတန်လူတန်စားတွေကိုရှင်းလင်းဖို့လမ်းလျှောက်အားကောင်းတဲ့တန်လိုက်တွေတောင်းပြခဲ့ရပါတယ် ဒီလိုကိစ္စမျိုးကလမ်းပေါ်တက်ပြီးဓမြစီလဲအောင်လည်းရှင်းလင်းသွားနိုင်တာမဟုတ်တော့ဒါကြောင့်တော်လိုက်ကရိယာတချို့အသုံးပြုခဲ့ရပြီးအချိန်လဲတော်ယူခဲ့ရကြောင်းအဝေးပြေးရှင်ထင်းရဲ့ဌာနမှကော်မရှင်နာကြီးကပြောပါလိမ့်ရူးဆော့ဝေးပြေးနဲ့လမ်းမဆက်တဲ့ဝန်ကြီးဂျန်နီအဂျီဇန်ကတော့တဟမျော်လင့်မထားတဲ့ကြုံတောင်းကြုံခဲအခြေအနေလို့မှတ်ချက်ပေးပါလိမ့်ပြင်းတဲ့အစိုးရအနေနဲ့ရနိုင်သမျှအရင်မြစ်တွေကိုတုံ့ပြန်ရှင်းလင်းရေးလုပ်ခဲ့တယ်ဆိုပါတယ် ဒါပေမဲ့အစားအနာတွေကရှင်လျားတဲ့လမ်းတစ်လျှောက်ပြန့်နှံ့နေကြတာဖြစ်ကြောင်းပြောပါတယ်။ရဲတွေကအသက်46နှစ်အရွယ်ထက်ကားရင်မောင်းကိုစုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။